DVV ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကတက္ကသိုလ်ကိုစစ်ကောင်မရှင်အားပြန်လည်ဖွင့်လှစ်ဖို့အတိပေးကြော်ညာထားပေမဲ့နိုဝင်ဘာလ22ရက်နေ့အထိလာရောက်ကြောင်းအံ့နံနေသူမရှိဘူးလို့ဒေသခံတွေဆီကနေသိရပါဗျာ။ ၁၀၂၇ခုစစ်စင်စတင်ကလေးကပိတ်ထားခဲ့တဲ့လာရှိုးတက္ကသိုလ်ကို၂၀၂၅၂၀၂၆ပညာသင်နှစ်အတွက်နိုဝင်ဘာလ၂၄ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးကျောင်းဝင်မှတ်ပုံတင်တာတွေကိုလက်ခံနေတယ်လို့နိုဝင်ဘာလ၁၈ရက်နေ့ကလေးကလာရှိုးတက္ကသိုလ်ကအသိပေးကြေညာခဲ့တာဖြစ်ပါတယ်။ မွန်ပြည်နယ်ချောင်းစုံမြို့နယ်ကွန်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှကတ်ထားတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းအမည်စင်းစာရွက်ကိုစုပ်ဖြဲခဲ့တဲ့ဒေသခံအမျိုးသားတယောက်ကိုနိုဝင်ဘာလ19ရက်နေ့ကမော်လမြိုင်ခရိုင်တရားရုံးကထောင်ဒဏ်18နှစ်ချမှတ်ခဲ့တယ်လို့ဒေသခံနေစီကနေသိရပါဗျ။နေပြည်တော်မှာစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကစစ်မှုထမ်းတပ်သားတွေရဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးရတဲ့ဇက်တိုက်လှုပ်ဆောင်နေရတဲ့ကြောင့်အိမ်ထဲကနေအိမ်ပြင်မထွက်ရအောင်ဖြစ်နေတယ်လို့မြို့ခန့်နေစီကနေသိရပါဗျာ။ DVV ရဲ့နောက်ဆုံးရသတင်းတွေကို DVV TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။